2025ခုနှစ်ဇွန်လ1ရက်တနင်္ဂနွေနေ့တခင်ပြားနေမယ့်ဆော်ဆော်နဂရဏီဖျားခင်နာတဲ့ော်လာတဲ့ကျွန်တော်တို့တင်မခန်းစားပြီးတင်းတာကလာသွားလာခြင်းလဲမဲ့ခွင့်ရွတ်အတွက်ပြင်ဆင်ပေးတဲ့ဖြစ်ရှင်နာမှာပုံကြည်ပါစီတော့ဇွန်လ1ရက်တခင်ပြားနေ့ဖြစ်တဲ့နေ့ကြီးမြို့နယ်သက်ဆိုင်တဲ့ Conservative Evangelical Mission Mighty Church မှာပါဝင်တက်ရောက်ပြီးတဲ့နောက်ကျွန်တော်တင်းတော်လေးစီမံတဲ့တခင်ပြားရဲ့ကြီးမြတ်တဲ့ပွဲတော် င်္ဂလာဝန်စားမယ်ခြင်းလည်းဖြစ်ပါတယ်။မိမိကိုမိမိစံစစ် စကြောဘုရောဝန်စားဖို့လို့ကချေဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့နေ့ရက်ကာလကိုရွေးနှုတ်ရမယ်ဆိုလို့ရှင်နှစ်ဆအတွဲဒီမိပောင်းကျွန်တော်ကျမတယောက်ချင်းစီတက်ရှင်ကလေးရပောင်းက152ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ကုန်ခဲ့တဲ့152ရက်ကိုဘယ်လိုသုံးပြုကြလဲဆိုတာပြောင်ပြောင်းဆက်ဆက်စဉ်းစားဆင်ခြင်လုပ်သွင်းအောင်။မနေ့ဖန်လေးစပြီးတော့နှစ်ကုန်ပြီးအချိန်ရှိသေးတာကတော့133ရက်ကျန်ပါသေးတယ်။ ကျန်ရှိတဲ့နေရာတွေမှာလည်းကာလာချွန်ကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့ငါရှေးဦးစွာတိုက်တွန်းလို့ဆိုပါစီဒီကနေ့ by blessed morning အစီအစဉ်ကိုအဓိကချေပြီးမှကျမ်းစာတော့80ခုမြောက်သောစာလံအပိုင်ငယ်3အပိုင်ငယ်9အပိုင်ငယ်19ဖြစ်ပါတယ်။အိုဖျားသခင် အကျွန်ုပ်တို့ကိုကြောင်းလဲစေ၍မျက်နာတော်အလင်းကို ပြတော်မူပါ။တို့ပြုလင်အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ကြပါလိမ့်မည်။နှုတ်ကပါတော်သည်အသက်ရှင်တဲ့သောရဖြစ်တိုင်းရောက်တိုင်းမှာဖျားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့။အာမင်။ရှိစေကမြတ်ဆလံခုနကျွန်တော်ပြောတဲ့အပိုင်ငယ်3ရယ်နောက်ပြီးအပိုင်ငယ်9ကပိုင်ငယ်19ကအတူတူပဲဖြစ်ပါတယ်။ဒါပေမဲ့တိုင်တယ်တဲ့ဟာပေါ့စကလုံးမဲ့ကွာသွားတာ။အပိုင်ငယ်3မှာတော့အိုးဖျားသခင်ဆိုပြီးတော့တိုင်တယ်ထားတယ်။ ပိုက်ငယ်ခုနှစ်မှာတော့ကောင်းကင်ဘိုးကြီးအရှင်ဘုရားသခင်လို့တိုင်တင်ထားတယ်။နောက်ပိုက်ငယ်16ကျတော့ကောင်းကင်ဘိုးကြီးအရှင်ဘုရားသခင်ကောင်းကင်ဘိုးကြီးအရှင်ဘုရားသခင်ထာဝရဘုရားလို့တိုင်တင်ထားပါတယ်။ကျန်တဲ့စာသားတွေအားလုံးတော့အတူတူပဲဖြစ်ပါတယ်။အဓိကအဖြစ်တော့မျက်နာတော်လင်းကိုလွှတ်တော်မူပါလို့ပြောတာဖြစ်ပါတယ်။ဟောမျက်နာတော်လင်းလွှတ်တယ်ဆိုတာ divine favor ဘုရားသခင်ရဲ့မျက်နှာသာပြီးခြင်းဖြစ်ပါတယ်။ အဲ့ဒီအကြောင်းတော့ဗမာတွေ့ရဆိုလို့ရှိရင်တောလျာကျန်ခန်းကြီး6အပိုက်ငယ်22ကနေ28အတွင်းမှာမော်ရှီယန်တွေပေါ့အာရွေသားစီမြေးဆက်ရေပြောဟိတီဟာဣဇွေလူမျိုးတွေတွေ့တဲ့ခါဣတလာလူမျိုးတွေ့တဲ့ခါမှာကောင်းကြီးပေးရမယ်မင်္ဂလာစကားဝတ်ဆွေမင်္ဂလာစကားလို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်အဲ့မှာတောလျာ6အပိုက်ငယ်စကားမှာမျက်နာတော့အလင်းကိုလွှတ်၍တင့်ကိုချားတာပြီးတော့မူပါစီဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ကြောက်တရနေ့ပြီးတော့ဆာလန်ဆီယာဘွားတက်တာထဲမှာ ။အိုးဖျားသခင်ကျွန်တော်ခုနပြောတဲ့ကောင်းကင်ဘုရားရှင်ဖျားသခင် ကောင်းကင်ဘုရားရှင်ဖျားသခင်ထာဝရဖျားဆိုပြီးတော့ဖျားသခင်အမိနာမောက်သုံးမှုသုံးစားနဲ့တိုင်တယ်ပြီးတဲ့တကလာကျွန်တော်အပေါ်မှာမျက်နာတော်လင်းကိုလွတ်ပါလို့ဖော်ပြတယ်။ဆိုလိုချင်တာကျွန်တော်အပေါ်မှာကရရဲ့ divine favor ကရရှင်ထံကလာတဲ့မျက်နာလာပေးခြင်းတယောက်စီပါလို့ပြောခြင်းဖြစ်ပါတယ်။အဲ့လိုတယောက်စီလို့ဆိုလို့ရှိရင်အကျွန်တော်တို့ဒီကယ်တင်ခြင်းတို့ရောက်ကြပါလိမ့်မယ် တော်ကယ်တင်ရရောက်ရှိခြင်းဟာဘုရားသခင်မျက်နှာသာပေးခြင်းအရာကျွန်တော်ခံစားရရဖြစ်ပါတယ်ထိုရှင်နာမပုံကြည်ပါစေဘုရားခင်မျက်နှာသာပေးခြင်းအရာကျွန်တော်တို့ဘဝတက်တာထဲမှာကယ်တင်ရရောက်ရှိခြင်းဟာသာရတင်ယေရှုခရစ်တော်ရဲ့အသက်တာမှာရှိတဲ့ထာဝရသက်ကိုအပိုင်ရရှိခံစားခြင်းဟာမျက်နှာသာပေးခြင်းကြောင့်ပဲခံစားရရှိတဲ့ဆုတောင်းကိုပြမဖို့ပဲဖြစ်ပါတယ်ကျွန်တော်နေ့စဉ်နဲ့မြတ်ကျွန်တော်ဘဝတက်တာမှာလည်းဘုရားခင်မျက်နှာသာပေးခြင်းဟုတ်လားဘုရားခင်မျက်နှာတော်အလင်းကျွန်တော်ပေါ်ပါလွှတ်ခြင်းဟာ ဘဝတရားသီးတွေအရေးကြီးတယ်ကျွန်တော်မှုတော်ဆောင်အတွက်အမှုတော်ဆောင်လုပ်ငန်းမှာတော့လကောင်းလောကီလုပ်ငန်းမှာလုပ်နေတဲ့သူတွေအတွက်ကတော့လောကီလုပ်ငန်းကွယ်မှာမျက်နှာသာခံစားရဖို့ဟောဒါတွေဟာဘုရားသခင်ကအမြဲတမ်းကျွန်တော်တက်တာဒီမှာပြုနေရတယ်ဖြစ်တယ်ဆိုတာသိမှတ်ပြီးတော့ဆလံဆရာနီးသူကျွန်တော်တို့ကိုပြောင်းလဲစေ၍ကိုရဲမျက်နာတော်အလင်းကိုပြတော်မူပါလို့နေ့စဉ်မြအချီးမွမ်းပြီးတော့စတောင်းတင့်နေဆိုတာကို ပေါ်ပြရင်းနဲ့ဝင်ကားလိုပါတယ်။ကြားတော်တဲ့နှစ်ခွက်တော်နဲ့ဝင်ကားချားဖြင့်ရောက်တဲ့မှာဘုရားသခင်သည်အတိတ်တမန်ပြန်လိုက်ကောင်းကြီးပြပါစီတော်ဆုတောင်းနှံ့ကြပါစို့။မြတ်တော်ရှင်ဖာပြားစာဆရာကကျွန်တော်တို့ကိုပြောင်းလဲစေပြီးမြတ်တော်လင်းကိုပြတော်မူပါ။ဆုလိုချင်တာက great divine favor မြင့်တာပေးခြင်းကိုတယောက်စီပါ။အဲ့လိုပြုလို့ရှိရင်ကျွန်တော်တို့ဒီကယ်ရင်ကြီးကိုရောက်ကြပါလိမ့်မယ်လို့ဖော်ပြပါရစေ။ကြောက်ဒီနေ့ဘဝတတာထဲမှာ great မြင့်တာတော်လင်းလွတ်ခြင်းဆိုတဲ့ မျက်တော်လင်းပြသခြင်းဆိုတဲ့ကရဲမျက်နှာသာပြခြင်းဟာဘွားသက်တာထဲမှာနေ့စဉ်မြအရေးကြီးတဲ့ခံကဏ္ဍမှာရှိနေသောတိမှတ်ပြီးတော့ကရရှင်ပေါ်မှာပဲရက်တီသွာလာခြင်းလည်းဆရာကြောင့်ဖြစ်စေဖို့အတွက်နှက်ွက်တရားစွာဖြင့်အလင်းပေးခြင်းပဲ့ပြင်ခြင်းသွန်သိကျေးဇူးများပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းထားမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာဘတော်မြတ်ကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရပါဖရာသခင်အာမင် ျွန်မနေ့ကလည်းပြောခဲ့ပြီးပါပြီဒီနေ့တရနေ့အဲ့ဒါတင်းငွေနေနေလည်းဖြစ်တယ်ဒီနေ့လေးကြီးလေးကကျွန်တော်ဖိတ်ရှားနေတွေ့ရမှာဖြစ်ပါတယ်မနေ့6နိုင်မှာဖတ်ခဲ့ပြီးလာပြောတော့ bilingual devotion အင်္ဂလိပ်နဲ့မြန်မာလိုကျွန်တော် quiet time ကိုစာသားနေရေးသားဖော်ပြတာဖြစ်ပါတယ်အခုချိန်မှာတော့ my blessed morning နောက်ဒီနေ့နေ့လည်း7နိုင်မှာ my blessed sunday summer တင်းငွေနေတရားဟုတ်ချက်မနေ့40လောက်ဖြစ်ပါမယ်နောက်နေ့လည်း7နိုင်မှာတော့ဘာရှိမလဲဆိုလို့ရှိရင် တရက်၁၁ရက်၂၁မှာတလမှာ၃ချိန်ပဲလွှင့်တဲ့မိဘများတမတဲရစီစဉ်ဖြစ်ပါတယ်လို့ကြာအဲ့စီစဉ်မှာလိုက်ပါကြည့်ရှုပြီးတော့သွားလာကျင်လေရအောင်။အော်ဒီနေ့မျက်နှာပါပြီးချင်းကအဲ့မှာဒါမှကျွန်တော်ဘွားသက်တွေအရေးကြီးတွေရာဖြစ်တယ်။အဲ့ဒါကိုလည်းကျွန်တော် public မှာ share လုပ်ချင်ပြင်အမှုတော်ပြန်မှာဆက်လက်ပြီးပါဝင်ပေးပါအောင်လို့တောင်းဆိုလက်စာရှေ့အတိုင်းဆက်လက်ပြီးတောင်းဆိုလိုပါတယ်။ကြောက်တဲ့ဘွားဖျားခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။